မင်္ဂလာပါနော်။နယူမီတာစုပေါင်းတို့ရေနယူဖန်မီချန်နယ်ဒီကနေလေးပြန်လေးကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ဆရာခက်စော်ရေးသားထားသောတဝေမြင့်စီဝတ္ထုမှ အခန်းငါကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပြီးသွားမှာပဲဖြစ်ပါရရှင်။တဝေနှင်းစီအခန်းငါမမေကြီးမမကြီးမမေကြီး မမကြီးမမကြီးမမကြီးជីជីနှုံမတတတရွရင်အာကောင်များခြောက်လာသည်နှာခေါင်းအတွင်သူမမမြင်နေသည့်အနက်အသက်တို့စုပြုံဝင်လာ၏မျိုးလုံးတို့ကို ဖွင့်ချလိုက်သည် မောင်မင်းနေ၏ငါသေးသွားပြီလားမဟုတ်သေးပါဘူးအိပဲအိပဲနဲ့လှူရှားသွားလာနေသောထုံစုံတစ်ခုပေါ်တွင် သူမရောက်နေမှန်းတော့ခံစားမိလိုက်သည် clock 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 ရှိကလန်လန်မစီချန်ညီညီလှုပ်ရမ်းနေသောခလောက်တန်သူမလှုပ်ရှားကြည့်သည်မရလက်နှစ်ဘက်ကိုကြိုးဖြင့်ခန့်တင်တင်ပူချီထားခြင်းခံရသည်ကို ခြေတော်တွေလည်းယုံကန်ကြည့်သည်မရခြေတော်လည်းထိုနည်း၎င်းအတန်ထွက်ဖို့စူးစားကြည့်၏ပါဇက်တဲ့သူဘာမှမသိသည့်အမုံများ ဝင်းချလာသည်ဖြင့်ပါဇက်ကိုပိတ်ထားရသည် တခါတရံတောင်ကမူတခါတရံဂျိုင်ဝမ်လန်ချန်ချန်ဒံမြောက်ကို သူမကြောကောနေအောင်ခံစားရ၏ခဏကြာတွင်တော့လူသံများစူးစူးညံ့ညံ့ကြာရသည်ရက်သွားပြီ သူမပေါ်ရင်ဖိယုတ်ထားသောအရာများကိုလူတစုကတတချင်းခွာချနေသည် အလင်းရောင်တဲတဲ့နောက်သူမမရင်နေသောမျက်နှာတစ်ခုကပ္ပစက်လက်ကျန်စစ်ပြင်းကျန်အင်ဂျင်ဝင်ထားပြီးရိုက်ဖယ်လွှဲထားသောလူတယောက်က ကြည်ကြည်ဤခြေတော်တွင်ခြေထားသောကျိုးများကိုဒါဖြင့်ဖြန့်ပေးနေသည်ဟိုကောင်ဘလို့ချီလို့လိုက်လဲမသိပါဘူးကျိုးကဒါနဲ့ပြတ်တာတောင်မနေ့ပြတ်နေရတယ်တဝဲစကားတန်ကိုကြည်ကြည်အားဆိုင်နာထောင်နေလိုက်ဤကဲဆင်းအမိထိုသူကကြည်ကြည်ကိုဆွဲထုတ်လိုက်သည်ရှိုးတရမူကြည်ကြည်ခြေတော်တို့ကမတန်မရနိုင်ကျိုးကခြေထားတာကြားတဲ့အပြင်နှဲ့ပေါ်မှာလဲကြားလို့ထမရဲ့ ခြေထောက်တွင်ရုတ်တရက်သွေးမလျှောက်တာဖြစ်မယ်။ဟေးလာကြပါအောင်ဟာဒီမှာတွေ့ကူကြပါအောင်။နောက်ထပ်လူ၃လျောက်ကជីជីကိုဝိုင်းမကအောက်သို့ချလိုက်၏။ထိုအခါမှသူမကိုတင်လာသည်မှာနွားလဲတစ်စီးဖြစ်ကြောင်းជីជីသိလိုက်ရသည်။မိသွေးချင်းများတင်ထားသည့်နွားလေးတွင် သူမအားအထက်ထက်အုတ်ကတည်ဆောင်လာခြင်းဖြစ်ကြောင်းသဘောပေါက်လိုက်သည်။ជីជីကပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်၏။ တစ်တော်အုပ်အတွင်ဟိုတစုဒီတစုတဲကလေးများချက်ပြုတ်နေကြသော အမျိုးသမီးအချို့ရိုက်ဖယ်တနတ်ကိုစီစစ်ယူနီဖောင်းမျိုးစုံနဲ့လူများတွားဟိုရှိကတဲထဲမှာခမားကို တွေ့ရမယ်သူစောင့်နေတယ်။သူမအားချိုးဖြေးပေးခဲ့သည့်သူမပခုံးကို နောက်မှကဆက်ဆက်တွန်လိုက်၏ခလန်လန်တဲကြီးတလုံးရှိတွင် တူတစဉ်အလန်းနှင့်မော်စီတုံးပုံကိုချိတ်ထားသည့်ကိုမြင်မှ တော်တွင်ကွန်မြူနစ်စခန်းတစ်ခုကိုရောင်းနေမှန်းသိလိုက်သည်ထို့သူကမော်စီတုံပုံချိန်ထားသောတဲကြီးပေးမှာခက်ရွယ်ရွယ်တဲတလုံးရှိတွင်ရက်ခိုင်းလိုက်၏ကဲအထဲမှာခမရကိုစောင့်နေတယ်ဝင်သွားជីជីရင်နဲ့ဒိတ်ခနဲ့ဖြစ်သွားသည်ဒူမာလီမိုးကြည့်များလားជីជីတဲတဲ့သို့အကဲခလိုက်၏တဲတွင်ကုပြစ်ပေါ်တွင်အသားဖြူဖြူအမျိုးသမီးတဦးကကွန်တီမြောက်ကိုကိုညက်ဖြင့်ညံနေရင်မှဒူမာကိုလှမ်းကြည့်နေ၏အော် ရောက်တောင်းလာပြီကိုရဲဘော်တင်မြင့်ရဲ့ဒီထီတောင်းသူရောက်နေပြီမှာပဲလက်ကကြိုးကိုဖြစ်ပေးလိုက်ပါဖြစ်ပါမလားမတ်သွန်စီ သူကမောင်ရင်ကိုတောင်းအန်ရင်ပြုတ်ခဲ့သေးတာတဲ့နော်ကဲပါအပြင်မှာလည်းရဲဘော်တွေအများကြီးရှိနေတာပဲကိုကျမကိုစိတ်မပူပါနဲ့အမျိုးသမီးတမက်ကရုံကန်းရှင်မှာအမျိုးသမီးတယောက်ကိုကြိုးတုတ်ထားတာကြီးကကြာမကောင်းပါဘူးအမျိုးသမီးတမက်က ကြည်ကြည်နှုံမှခက်တိုးတိုးရေရွလိုက်သည်တဝဲစကားကိုအတိအကျနားမလဲတော်လဲအမျိုးသမီးသမက်ကဆိုသည့်စကားလုံးကိုမူကြည်ကြည်ပြပြတာတာနားလဲလိုက်ခြင်းပင်ရဲဘော်တင်မြင့်ဆိုသူကကြည်ကြည်ဤလက်မချိုးများကိုပြေးပြီးတဲတွင်လက်နှိပ်ဆက်များ စာဖိုင်များကတတတရင်ရင်မတ်သွန်းစီဆိုသည့်အမျိုးသမီးကသူမလက်ထဲမှစာရွက်အဝိုင်းလေးကိုတစ်ချဲငုံကြည့်လိုက်သည်ကဲနာမည်ကကြည်ကြည်နော်လာဒီမှာလာထိုင်ပါအောင် ជីជីကကိုပြစ်ပေါ်ရင်တက်ထိုင်လိုက်ဤမိโกမိုင်းများဖြင့်မဲတူနေသည်ရင်းရွေးခရားနှင့်ဝါးကြည့်တော်ကိုမတ်သွန်စီကជីជីတန်သို့တွန်ပေးလိုက်သည်တဝဲလိုပြောတတ်ကဲလားជីជីကကောင်းကားပြလိုက်ဤဒါဖြင့်လဲပမာလိုပဲပြောကြတာပေါ့ညာကလေးကဘာမှမစားရသေးဘူးထင်နေဒီမှာရှာရှာပါပါကောင်းချင်းပေါင်းလေးရထားတာစားလိုက်ပါအောင်မတ်သွန်စီကကောင်းချင်းပေါင်းပကံကိုတွန်ပေးလိုက်သည် ကျမကိုကျမမိတ်ဆက်ဖို့မိနေတယ်။ကျမကရဲဘော်မတ်သွန်စီပါ။တဝဲအမျိုးသမီးတမကရဲ့ခေါင်းဆောင်တယောက်ပါမက်ကြီးကြီး။ကြီးကြီးကကောင်းကျင်ပေါင်းတလုံးကိုပလုံပလောင်စားလိုက်၏။ကြီးကြီးဆွေးပါ။ဟုတ်ပါပြီမက်ကြီးကြီးဆွေး။တကယ်တော့ပါတီရဲ့စစ်ရေးချင်းတွေကရန်သူတရှိုးလို့မတင်ကြတာနဲ့တည်တံပေးပြီးသားပါဒါပေမဲ့မက်ကြီးကြီးဆွေနဲ့တွေ့ခဲ့တဲ့ရဲဘော်သူရင်ရဲ့တရင်ပေးခြင်းအရမက်ကြီးကြီးဟာကြာဆုံးသွားပြီဖြစ်တဲ့ ျမတို့တမက်ကကောင်းဆောင်ရီရီရဲ့ညီမလို့ပြောတာရဲ့ရီရီရဲ့သမီးလေးကိုလာရှာတယ်လို့သိရတာရဲ့ကြောင့်ကျမတို့ကမိဖက်အဖွဲ့စည်းတစ်ခုအနေနဲ့တိုင်းပါတီကေတာများကိုမြစ်တာရက်ခံပြီးတော့ဒီအထိခေါ်ယူခဲ့ရတာပါဒါပေမဲ့မတုံးစီကစကားကိုခဏရပ်ထားပြီးជីជីဆွေကိုတေချာစိုက်ကြည့်လိုက်သည်။အင်းမျက်နှာပေါက်ကတော့ရီရီနဲ့အတော်လေးကိုစင်ပါတယ်။ဒါပေမဲ့ တလောက်နဲ့ယုံကြည်လို့တော့မရသေးဘူးမက်ကြီးကြီးဆွေအသက်ကို ကျမတို့ကတာဝန်ခံပေးထားတာဖြစ်တဲ့အတွက်ကျမတို့ယုံကြည်လောက်တဲ့အထောက်အထားကိုတော့စစ်မေးရပါလိမ့်မယ်ကြီးကြီးကအေးစက်နေပြီဖြစ်သောရင်တွေကိုစွခနဲ့မော်ချလိုက်သည်ကျမတီကိုလာတာပါရွယ်ချဲမှမရှိဘူးတေးသွားပြီဖြစ်တဲ့ကျမအမရဲ့ကလေးအတွက် ကျမဟာတူရင်းသောတာဝန်ရှိသူဖြစ်လို့သူ့ကိုပြန်ခေါ်ဖို့လာတာပါပဲရဲဘော်မရီရီဟာ ပမာပြည်ကွန်မြူနစ်ပါတီမြေပေါ်မှာရက်တည်နေကြတဲ့ကကျမတို့ရဲ့တမကခေါင်းဆောင်တယောက်အနေနဲ့တီးခဲ့ရင်းနှီးခဲ့ကြတာပဲသူ့မှာညီမတယောက်ရှိခဲ့တယ်ဆိုတာကျမတို့တခါမှမသိခဲ့ရဘူးမက်ကြီးကြီးဆွေကျမဖေကရန်ကုန်မြို့ငချောက်ပွဲယုံပိုင်ရှင်တတိဥဖေရဲ့သားဦးကျော်ဆွေပါကျမအမေကတဝဲသူတော်အမအဖေနဲ့အမေကကျမလေးနဲ့တမီးမအိမ်အောင်ကွဲပါတယ် ကျမမိမမကြီးကအမေနဲ့ပါသွားပြီးကျမကအဖေနဲ့ချမ်းရစ်ခဲ့ပါတယ်။ကျမတို့ညီမချင်းကတော့ငငယ်ကလေးကအမြဲတမ်းမဆဆက်သွယ်ရှိပြီးသားပါ။ရှင်တဝဲကိုရောရောက်ဘူးလား။မရောက်ဘူးပါဘူး။အမေနဲ့အမရှိတာတောင်တစ်ခါမှလာဖို့မကြိုးစားဘူးလား။သူတို့ကမခေါ်လို့လား။အမေလုံးနေတဲ့အလုပ်တွေကို ကျမအဖွားတွေက မကြိုက်ဘူး။ဒါကြောင့်ကျမကိုတဝဲကိုပြေးမသွားဘူး။ရှင်အဖေရရော အဖေရလွန်ခဲ့တဲ့9နှစ်ကလေးကဆုံးသွားပါပြီ။ကျမကအဖွားရရဲ့အုတ်ထိန်မှုအောက်မှာနေရတာပါ။ဟုတ်ပါပြီ။နောက်ဆုံးကျမသိချင်တာရဲဘော်မှာရီရီကြာဆုံးတာ3နှစ်ရှိသွားပြီ။ရှင်ကအခုမှဘာလို့ပေါ်လာတာလဲ။အဲ့ဒါကိုဖြေပါ။မတုံးစီမိကွန်ကជីជីကိုအကြံရိုက်သွားစေသည်။ထိုကာလများအတွင်းသူမအမေရိကန်သို့စစ်တင်တန်းတရန်ရောက်ရှိနေခဲ့သည်ကိုပြောပြရန်လည်းမဖြစ်။သူမသည်အစိုးရစစ်တပ်မှဖြစ်ကြောင်းသိလို့မဖြစ် ကျမအဲ့ဒီတော့ကအလုံးမအားလို့သုံးနှစ်လုံးလုံးအလုံးမအားရအောင် ရှင်ကဘာအလုံးလုံးလို့လဲជីជីဆွေရုတ်တရက်စဉ်းစားရခက်သွားသည်ထိုချိန်တွင်တင်းရှိမမော်တော်ဆိုင်ကဲတန်းကြားလိုက်ရ၏သူမစီခဲ့သည့် BSC ဆိုင်ကဲတန်းမှန်းကောင်းကောင်းမှတ်မိလိုက်သည်ဆိုင်ကဲကတဲဝါတွင်ရပ်လိုက်ပြီးတဲပေါ်မှာအယံမြင့်မြင့်လူတအူးဆင်းလာ၏ဟိုတနေညာက သူမတွေ့ဆုံခဲ့သည့် မောင်ရင်ဆိုသည့်သူ မောင်ရင်က သူ့ခါကြမှာကြောင်လုံးပြူကိုမောင်းတင်လိုက်သည်လက်မြောက်ထားလှုပ်ရှားမယ်မကြံနဲ့လှုပ်တာနဲ့ငါပြစ်တတ်မှာဟဲ့လာကြသူ့နောက်မှာ rival ကိုစီလွှဲထားသည့်လူနဲ့ဦးဝင်လာသည်မောင်ရင်ဘာဖြစ်တာလဲအမဒီမှာသူ့ကိုစစ်စစ်မင်းနေတယ်လေဒါကဘလို့ဖြစ်ရတာလဲမတွန်းစီက အလန့်တကြောင်မတည့်ရပြေးမိလိုက်ဤအချိန်မရှိဘူးအမစာရွက်စာတန်းတွေပစ္စည်းတွေတိတ် စကန်ရွှေဖို့ပြင်တော့အခုပဲရွာကိုစစ်ကြောင်ထိုးနေပြီ မကြခင် ကျွန်တော်တို့စကန်ကိုသူတို့ရောက်လာတော့မှသိကြတယ်ဟင်ဒီအမျိုးသမီးကစစ်တပ်ကတချို့ဆိုတာသိကြနေပြီ သူတို့မှနောက်ထပ်တဘာအကြံစီရှိသေးလဲမသိဘူးသူကို အသက်ရှင်လေးခေါ်ခဲ့ဖို့ပုံမှုကြော်တဲ့အမိန်ပါတယ်အခုပဲကျွန်တော်တို့ဆုပ်ရလိမ့်မယ်မတုံးစီနဲ့မော်ရင်တို့စကားပြောနေကြချိန်တွင်ရဲဘော်နှစ်ဦးကជីជីဆွေကိုလက်ပြန်ချိုးတုပ်လိုက်ပြီးဖြစ်သည် ျမတယုံမဟုတ်ဘူးရှင်တို့ကိုလည်းစိတ်မဝင်စားဘူးကျမတူမလေးကိုပြန်ရှာရအောင်ကျမလာတာမောင်ရင်ကជីជីဆွေကိုတစ်ချက်ကြည့်လိုက်သည်ဘာစကားမှမပြောနဲ့တော့ငြိမ့်ငြိမ့်နေပြီးကျုံနောက်ကနေလိုက်ခဲ့မောင်ရင်ကတဲပြင်ထွက်ပြေးဆိုင်ကဲပေါ်တက်ခွာလိုက်၏သူ့တေပေါ်တင်လိုက်ជីជីဆွေအားချုပ်လာတော့ရေပေါ်နှူကဆိုင်ကဲပေါ်သို့မတင်လိုက်သည်စကန်တကူလုံးဖြစ်စီများတိမ့်သူတိမ့်ပြေလွှားသူပြေလွှားဖြင့်ရှုပ်ရက်ခန့်နေ၏ မောင်ရင်ကဆိုင်ကယ်ဆက်ကိုနှိုးလိုက်သည်ဂီယာထိုးပြီးကလပ်ကိုဆွဲထားချိန်အလော်တကြီးဖြင့်ဘရိတ်ကိုလွှတ်လိုက်သဖြင့်ဆိုင်ကယ်မှစောင်းထွက်သွား၏ပုတ်ကြီးကြီးဆွေမမြေကြီးပေါ်သို့ပြုတ်ချသွားလေသည်ဟာမဟုတ်သေးပါဘူးမောင်ရင်ကဆိုင်ကယ်ကိုဆက်သက်ကပြန်ဆင်းလာသည်ခမရတိချကင်ထားလေဗျာဟာရှင်တို့ကလက်နှစ်ဖက်လုံးကိုကြိုးတုပ်ထားတာကျမကဘာကိုကင်ထားရမှာလဲမောင်ရင်ကကောင်းကုတ်သည်ကဲထူအောင်ကွာ မောင်ရင်ကခါကြမှာတနက်ကိုထုတ်လိုက်သည်ထို့နောက်ជីជីဤရှေတဲတဲသို့ရက်ခါနှစ်ဘူးကိုတနက်ပြောင်းအောင်ဖြင့်တီးလိုက်၏။တွားပြီជីជីဆွေစိတ်ကိုလျှော့ကားမျက်လုံးကိုစုံမိထားလိုက်တော့သည်။ဟုတ်ကဲ့ပါရှင်။အခန်းချောက်ကိုဆက်လက်ပြီးတော့စောင်းမြောင်းနားဆင်ပြကြပါအောင်နော်။နားဆင်ပြခဲ့ကြတဲ့ဒုတိယချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။မျိုးမိသားစုများအားလုံးလည်းဘေးကင်းလို့ကျန်းမာကြပါစေရှင်။